အားလုံးမင်္ဂလာပါကျွန်တော်ကျွန်တော်ရဲ့ဗီဒီယိုတွေအောက်မှာ ပေါ့နော်ကွန်မန့်တွေရောဟိုပါပေါ့ဘယ်လိုပြောရမလဲချက်ပေါက်တွေမှာကျွန်တော်လာမေးကြတယ်လာမေးကြတယ်အကိုလာစားဘယ်လောက်ရရလဲပေါ့နော်အကိုဝင်ငွေဘယ်လောက်ရရလဲဆိုပြီးကျွန်တော်မေးရဆိုတော့ဗျာတကယ်ကဒီလိုမေးကိုမျိုးကကျွန်တော်သူများအောင်လည်းတခါမှမမေးဘူးပြီးတော့ကျွန်တော်လည်းမဖြေဘူးပေါ့နော်မေးလေမေးထားရှိတာလည်းမဟုတ်တကယ်တော့မမေးတဲ့နေမေးကုန်ပေါ့နော်ဒါမဲ့လေကျွန်တော်က ကျွန်တော်ရဲ့ privacy တခုကိုကျွန်တော်ဖြည့်ပေးမယ်ပေါ့နော် ဖြည့်ပေးမယ်အဲ့ဒါပါလဲဆိုတော့ကျွန်တော်လာစားပေါ့နော်ကျွန်တော်လာစားဘယ်လောက်ရလဲပေါ့အဲ့တော့ January လကလာစားရှင်းတာတော့ကျွန်တော်ရှိမရောက်သေးဘူးအဲ December လကလာစားရှင်းတာတော့ကျွန်တော်ရှိရောက်ပြီ December လကလည်းပိတ်ရက်တွေလည်းများတယ်အဲနောက်ပြီးတော့ဘယ်လိုပြောရမလဲကျွန်တော်နေမကောင်းလို့ခွင့်ယူထားတာလည်းရှိရဲဆိုတော့အဲ ကျွန်တော်အလုတ်ချိန်သိမရှိဘူးဗောနော်အဲဒါမဲ့ကျွန်တော်ပြောပြပေးမယ်အဲ့တော့ကျွန်တော်ဒီပုံမှာတင်ပေးထားတယ်ကျွန်တော်လာစားဆာရဒီဇင်မာလာဗောနော်အဲကျွန်တော်ရတာ3250လာမသိဘူးရတယ်3250ဗောနော်ဒီဇင်မာလာမှာ3250ရတယ်အဲရတာကကျွန်တော်ကြတော့တပတ်ကို9ရက်ပဲအလုတ်လုပ်တယ်တပတ်ကို9ရက်ပဲအလုတ်လုပ်တယ်နိုင်40ပေါ့တပတ်ကိုနိုင်40ဟိုအရင်တော့ကတော့ပြားတည်မလား30 20ကျော်30ကျော်ဝင်းကျင်လေးတွေတော့တော့အများကြီးဒီအလုပ်တွေလုပ်တယ်မနက်အလုပ်လုပ်ညနေပိုင်းအလုပ်လုပ်ပေါ့နော်အဲ့လိုမျိုးတွေအလုပ်လုပ်ခဲ့တာဒါပေမဲ့အခုကျတော့ကျွန်တော်သိအများကြီးမလုပ်တော့ဘူးနာနာနေနေနေတဲ့ကိုအတွက်အချိန်ပေးတယ်ကိုလုပ်ဆရာရှိရလေးလုပ်တယ်ကိုတင်ဆရာရှိရလေးတင်တယ်ပေါ့နော်ဆိုတော့အခုဒီဇင်ဘာလကကျွန်တော်လာစားပေါ့နော်ကျွန်တော်ကတပတ်နိုင်40လောက်တယ်တပတ်2ရက်ပြည့်တယ်ပေါ့နော် အဲကျွန်တော်လာစားဒီဇင်ဘာလမှာပေးရက်တွေများတယ်ကျွန်တော်နေမကောင်းဖြစ်လို့ခွင့်ယူထားတယ်လည်းများတယ်ဒါပေမဲ့ကျွန်တော်လာစားက3250ပေါ့နော်ဒီပုံမှာကျွန်တော်တင်ပေးထားတယ်ပုံမှန်အားဖြင့်ကကျွန်တော်လာစားက3400နေ3800ကြားထဲမှာရတာပေါ့နော်အဲကျွန်တော်ကအချိန်တစ်ခါကြာအချိန်အများကြီးမလုပ်တော့အချိန်နည်းတာနဲ့အဲ့လိုမျိုးပေါ့နော်အဲဆိုတော့ပုံမှန်အားဖြင့်ကတော့လာစင်ဆိုရင်ကျွန်တော်3400နေပြီးတော့ 3800အတွင်းထိကျွန်တော်လာစားရှိတယ်ဆိုတော့အဲ့ဒါတော့ brutto ပေါ့နော် brutto ဆိုတာအခွန်မဖြစ်ရသေးဘူးပေါ့အခွန်မဖြစ်ရသေးဘူးထားပါတော့ average ကတော့ကျွန်တော်3400 3500ကျွန်တော်လာစားရှိတယ်အဲဆိုတော့မြန်မာငွေနဲ့ဆိုရင်တော့ဘယ်လောက်ရှိမလဲတော့မသိဘူးပေါ့နော်အဲလေးလေး26သိန်း200လောက်ရှိမလဲ1050 1050 2000အေးပေါ့သိန်း200ဝန်းကျင်ပေါ့နော်တလောက်သိန်း200ဝန်းကျင်တော့ရှိတာပေါ့ဒါပေမဲ့အခွန်ဖြတ်ပါဖြတ်နေဆိုတော့ အဲကျွန်တော်ထင်တယ်အခွန်ဖြတ်ပြီးဆိုတော့တိတ်တရ120လောက်ပဲရမှာထင်တယ်မြန်မာငွေနဲ့ဆိုရင်ပြောပြလေးအဲ့လိုမျိုးဒါပေမဲ့ကျွန်တော်ထက်အများကြီးတော်တဲ့လူငယ်တွေရှိတယ်ကျွန်တော်ထက်လာစားအများကြီးကောင်းနေတဲ့လူငယ်တွေရှိတယ်မြန်မာပြည်သားတွေအများကြီးရှိတယ်ကျွန်တော်ဒီဗီဒီယိုကျွန်တော်ပြောပြပေးတာရှင်ဖြစ်အောင်ရအောင်ကျွန်တော်ပြောပြပေးရနော်တကယ်လေးအဲအဲ့လိုမျိုးကျွန်တော်ပြောပြပေးတာ motivation ရအောင်ကျွန်တော်ပြောပြပေးတာဗျာသိရမလားစိတ်ခွန်အားတွေဖြစ်အောင်ကျွန်တော်ပြောပြပေးတာဟုတ်